Miss International ပြိုင်ပွဲမှာမြန်မာအလှမရီမယာဘူးသီးရဲ့စုကိုရှာပြီးတော့တန်းဝင်ခဲ့တဲ့အလှမနန်းအစ်စလီအလုံးမေမင်္ဂလာပါစရီတန်ယူပေးကနေပြန်လည်ကကြိုဆိုလိုက်ပါရီထူးဝဲလေနဲ့လက်နေတီရင်ရွှေဖြစ်တယ်ဆိုတဲ့စကားအတိုင်းသူပြောထောင်ပေးလိုက်တဲ့အလှမတွေကစင်မြင်ပေါ်မှာတောက်ပါနေပါပြီဒီအပိုင်းမှာရှင်ပြိုင်နေတဲ့ Miss International ပြိုင်ပွဲမှာလည်းအလှမနန်းစလီလိုခေါ်တဲ့နာနာကမြန်မာအလှမတွေတခါမှမရဘူးတဲ့စုကြီးကိုရှာတော်တဲ့ပြင်တော်တန်းစင်းနဲ့ကိုပါဝင်သွားခဲ့ပါရီ ၂၀၂၅ခုနှစ်အတွင်း Miss International ပြိုင်ပွဲကိုဂျပန်နိုင်ငံမှာကျင်းပနေတာဖြစ်ပြီးနန်းနာကမြန်မာကိုစားပြုပြည့်တွားရောက်ရှင်ပြိုင်ခဲ့ပါရီ Miss International ပြိုင်ပွဲကိုမြန်မာလာမယ်တွေနှစ်စဉ်နှစ်တိုင်းတွားရောက်ရှင်ပြိုင်ပေမဲ့လည်း Tour 20 CN ကိုတော့မဝင်ပဲနဲ့ Amplace ဖြစ်သွားခဲ့ကြပါရီကမ္ဘာပေါ်ကလာမယ်ပြိုင်ပွဲတွေမှာ Tour 5ပြိုင်ပွဲစီးရင်ဝင်ဖြစ်တဲ့ Miss International ပြိုင်ပွဲမှာ Tour 20ဝင်ဖို့တောင်းမှမလွယ်ကူပါဘူးနန်းနာကတော့ဒီပြိုင်ပွဲမှာ Tour 20ကိုအရင်ဆုံးဝင်သွားခဲ့ပါရီ Tour 20ရဲ့ကိုဝင်ရုံနဲ့လည်းမရက်သွားသေးပဲ နာနာကတော့တန်းလေးကိုပါရောက်သွားခဲ့ပါသေးတယ်။ဂျာရီမကာဒီပဲနီနာနာရှင်ပြိုင်တဲ့ National ကော်ကျူးဝစ်ဆောင်ကလည်းတော့တန်းစင်းထဲမှာလည်းဖော်ပြခံခဲ့ရပါရယ်။ရှင်တိုင်းရီသူလေးပြတဲ့နာနာဟာချင်းဝစ်ဆောင်ကိုပဲ National ကော်ကျူးဖြစ်ရွေးချယ်ပြီးပြန်ခဲ့တာပါ။ပြန်ဝင်တခြားလုံးမှာလူကြိုက်များဆုံးဆုဖြစ်တဲ့ Miss People Choice Award ဆုကိုလည်းနာနာကရရှိသွားပါသေးတယ်။ Miss International ကိုတော့ပြိုင်တဲ့မြန်မာလာမယ်ရီထဲမှာဒီလိုစုတွေကိုရှာဖို့သူတွေမရှိပေနနာကပထမဆုံးစုခိုးပေးနိုင်ခဲ့တာပါ။ဒါကြောင့်နနာကမြန်မာနိုင်ငံရဲ့ red မြင့်မာတဲ့ အလမေတရားဖြစ်လာခဲ့ပါတယ်။ဌာနက Miss International ကိုရှင်ပြိုင်ခင်မှာ Miss Univa မြန်မာ2025မှာ First Runner အဆုကြီးကိုလည်းရရှိခဲ့ပါသေးတယ်။မေဆွနီပါမြန်မာပြည့်ခွင့်မရခဲ့တဲ့နနာဟာသူ့အနေနဲ့လက်တွဲပြီးနောက်မှာတော့ Miss International ကိုရှင်ပြိုင်မှုတွေပြင်ဆင်ခဲ့ပါရယ်။နနာကလာမေလောကကိုစိတ်ဝင်စားသူဖြစ်လို့နိုင်ငံခြားမှာလုပ်လို့ရင်မြန်မာနိုင်ငံကိုပြန်လာပြီးရှင်ပြိုင်ခဲ့တာပါ။နနာကဆွီဒင်နိုင်ငံမှာလည်းပညာသင်ကြားဖို့တို့လို့အမေရိကမှာလည်းတက္ကသိုလ်တက်ရောက်ဖို့ပါရယ်။ public speaking ကောင်းမွန်တဲ့နာနာကိုထူးအပ်လင်ကပို့ပြီးတော့တောက်ပသွားအောင်လုပ်ပေးနိုင်ခဲ့လို့ဒီစုကြီးကိုရသွားခဲ့ပါတယ်။ Miss International ပြိုင်ပွဲကအခြားသောပြိုင်ပွဲတွေလို voting ကိုအဓိကထည့်သွင်းစဉ်းစားတာမဟုတ်ပဲတကယ်ရည်ချင်းရှိတဲ့သူကိုပဲရွေးချယ်ပြီးတော့စုပေးတဲ့ပွဲဖြစ်ပါတယ်။လွန်ခဲ့တဲ့စနေခန်းကနေစတင်လို့ Miss International ကိုတွားရောက်ရှင်ပြိုင်ကြတဲ့အလှမတွေရှိပေမဲ့လည်းစုတွေမရလာခဲ့တာကြောင့်ဘသူကမှတတိမချမိခဲ့တာပါ။ ဆရာသူက Miss International ကို National Director ဖြင့်တာဝန်ယူတဲ့ချိန်ကနေစတင်လို့စုကြည်ကိုပါရယူလာနိုင်ခဲ့ပါပြီ။ TWL ကိုသဘောမကျသူတွေရှိပေမဲ့လည်းအလှမယ်တွေကိုပံ့ပိုးပေးတဲ့နေရာမှာတော့အကောင်းဆုံး National Director ဖြင့်သတ်မှတ်ခဲ့ရသူပါ။နောက်နောက်ကိုပြန်ပွဲတစ်လျှောက်မှာမြန်မာပရိသတ်တရားသတိမထားမိကြပေမဲ့လည်းနောက်ဆုံးမှာတော့စုကြည်ကိုပိုက်ပြီးတော့ပြန်လာနိုင်ခဲ့ပါပြီ။မြန်မာလှမယ်တွေကနိုင်ငံတကာကလှမယ်တွေကိုရှင်ပြိုင်နေရခြင်းရှိပေမဲ့လည်းမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေကြောင့်ပဲစုကြည်တွေနဲ့အလံဝေးသွားရပါတယ်။ ဝင်အားနေပါရီနိုင်ငံကနေလာပြိုင်လာကြောင်းထိသိခဲ့ရပေမဲ့နန္ဒကယုံကြည်မှုရှိရှိရှင်းပြခဲ့ပါရီနေ့စဉ်နေ့တိုင်းမှာမြန်မာလာမေတွေကစုမရလာပေမဲ့လည်းမြန်မာပြည်သက်တရားစိတ်မပြတ်ဘဲနဲ့အားပေးကြတာကိုလည်းနန္ဒကကျေးဇူးတင်စကားပြောခဲ့ပါသေးတယ်နန္ဒကဆူရဖို့ဆိုတာထိအလာမေတယောက်ရဲ့လုံနိုင်စွမ်းနေနဲ့ကိုစားပြုမှုတွေကိုဖော်ပြနိုင်တာကြောင့်လည်းဒူဆူကြီးကိုထိုက်ထိုက်တန်တန်ရရှိသွားခဲ့တာပါမြန်မာလာမေတွေတခါမှစုမရဘူးတည်တဲ့ Miss International ပြိုင်ပွဲမှာ ချော့တန်းကိုဝင်သွားတဲ့ပြင်မစ်ဘီဘဲချွိုက်အဝရသွားတဲ့နန်းနာတွေဂုံပြူစကားလေးတွေကွန်မန့်မှာရေးသားပေးခဲ့ပါအောင်ရှင်ကြီးစုပါပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်